းရှိရှိတုန်းကနယ်သာလန်နိုင်ငံဘရင်ရဲ့သားတော်မင်းသားလေးဟာအရွယ်ရောက်လာတဲ့အခါဘရင်ကြီးကထီးနှံကိုလွှဲပြောင်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။နိုင်ငံရဲ့ထုံးစံအရမင်းသားလေးနှံတတ်တဲ့အခါကျင်းရတော်မင်းသမီးတစ်ပါးနဲ့လက်ထပ်ပြီးမှသာထီးနှံကိုလွှဲပြောင်းရယူနိုင်ပါတယ်။ဘရင်ကြီးကမင်းသားလေးကိုနှစ်သက်ရာမင်းသမီးတစ်ပါးကိုရွေးချယ်ဖို့ကျင်းရတော်ရွေးချယ်ပွဲကိုစီစဉ်မှာတော့ တိုင်းပြည်သူတွေကကျင်ရတော်ဖြစ်ရွေးချယ်ခံလို့တဲ့တော်ဝင်မင်းသမီးတွေတထေးသေးကျယ်တွေရဲ့အပြုစင်သမီးကညာတွေကိုကာပွဲသဘင်ကိုလာရောက်ကြရင်ဖိတ်ကြားလိုက်ပါတယ်။ဘရင်ကြီးရဲ့နန်းတော်မှာတော်ဝင်မိသားစုအတွက်အဝတ်ထည်တွေကိုချုပ်လုပ်ပေးနေတဲ့ရကန်းတဲ့ရဲ့သမီးငယ်ဟာလည်းမိသားလေးကိုတစ်ဖက်သက်ချစ်ခင်နှစ်သက်လျက်ရှိပါတယ်။သူဟာမင်းသမီးလည်းမဟုတ်တထေးသမီးလည်းမဟုတ်တဲ့အတွက် ကာပွဲသဘင်ကိုတက်ရောက်ဖို့ဖိတ်ကြားခံရခြင်းမရှိပါဘူး။ရခိုင်နယ်မှာလေးဟာကာပွဲသဘင်ကိုတွားရောက်ခြင်းတဲ့အတွက်ဖခင်ကိုပူဇော်ပေမဲ့စူပူချင်းမောင်းတာပဲခံခဲ့ရပါတယ်။နောက်ဆုံးတော့ရခိုင်နယ်မှာလေးဟာမိမိဘဝကိုမိမိနားလဲသွားပြီးမိသားလေးကိုနောက်ဆုံးလက်ဆောင်ဖြစ်ပေးအပ်အလားတူဝတ်ဆောင်တစ်ခုကိုရလုပ်ပါတော့တယ်။ဝတ်ဆောင်မှာရောင်ရုံပန်းကြီးတွေ ဝင်ကြွားသာရက်နေတဲ့မင်းသားလေးရဲ့ပုံကိုရက်လှုပ်ထားပြီးခက်လန်းလန်းမှာတော့ညှိုးချနေတဲ့ဒီစီပန်းလေးတစ်ပွင့်ရဲ့ပုံပါရှိပါတယ်။ကာပွဲချင်းပါတဲ့နေ့မှာတော့နန်းတော်ခမဆောင်ကြီးရဲ့မှာရွှေရောင်ငွေရောင်တစ်ဖက်ဖက်တောက်ပနေတဲ့အဝေးစားအစင်တစားတွေဝှစ်ဆင်ထားတဲ့မင်းသမီးတွေအပြိုစင်တွေဟာမင်းသားလေးနဲ့လက်ဆက်နိုင်မှုအတွက်အလားတုံးပြင်ဆင်ပြီးလာရောက်စုဝေးနေကြပါတယ် ရကန်းနယ်မှာလေးလဲမိမိရဲ့လှုပ်ထားတဲ့ဝိယုံကိုမင်းသားလေးကိုဆက်သဖို့ရာကာဝဲသပင်အခန်းတကားဝကိုရောက်ရှိလာပါတယ်တကားဆောင်တွေကရကန်းနယ်မှာလေးကိုတားလိုက်ပြီးဖိတ်စာပြဖို့တောင်းပါတယ်ရကန်းနယ်မှာလေးကမင်းသားလေးရဲ့ခြင်းရာတော်ရေးချက်ပဲမှာဝိယုံကိုလက်ဆောင်ဆက်သခြင်းတဲ့အတွက်ဝင်ဝင်ပြုရင်တောင်းမှာပါတယ်တကားဆောင်တွေကဖိတ်စာပါတဲ့အပြုအစင်တော်ဝင်ဝင်ရှိတယ်လို့ဆိုပြီး မောင်းထုတ်လိုက်ရပါတယ်။တကားဝမှာလုံရင်းဆက်ခတ်ဖြစ်နေတာကိုမိသားလေးတတိပြုမိသွားပြီးအကျိုးချောင်းသိရတဲ့အခါအပြုသင်ဖြစ်ပါကဝင်ဝင်ပြလိုက်ပါလို့ခွင့်ပြုလိုက်တယ်။ရကန်းနေပါလေလေမိသားလေးထံရက်လုထားတဲ့ဝိရုံကိုတွားရောက်ဆက်သလိုက်ပါတယ်။အချိန်ကြာတဲ့အခါမိသားလေးကစိတ်မတက်သွားပြီးကျင်းရတော်ရွှေပွဲအစီအစဉ်ကိုကျင်းရလိုက်ပါတယ်။မိသားလေးက ာဝဲကိုလာရောက်ကြတဲ့အမျိုးသမီးတယောက်စီကိုဖမ်းမျိုးစေ့တစ်စီချလက်ဆောင်ပေးရလိုက်ပါမယ်။မျိုးစေ့ကိုတရားဆိုင်ပြုပြုစုကြပါ။နောင်၆လကြတဲ့အခါမှာအလားဆုံးပန်းတစ်ဖွင့်ပွင့်လာအောင်ပြုစုနိုင်တဲ့အမျိုးသမီးဟာတင်ရတော်ဖြစ်ရွေးချယ်ခံရပြီးတိုင်းပြည်ရဲ့မိဘေကောင်ကြီးဖြစ်ခွင့်ရမှာဖြစ်ပါတယ်လို့ကြေညာလိုက်ပါတယ်။ကာဝဲကိုတက်ရောက်ကြတဲ့အမျိုးသမီးတွေဟာ မျိုးစေးတစ်စေးရရှိကြပြီးရကန်းနယ်မာလေးလည်းမျိုးစေးတစ်စေးရခဲ့ပါတယ်ရကန်းနယ်မာလေးကပျော်ရွှင်သွားပြီးတော့မျိုးစေးလေးကိုဗန်အိုလေးနဲ့ထည့်ပြီးတေချာဂီယူဒဇိုင်းဆိုင်ပြူပါတော့တယ်ဗန်အိုလေးကိုနန္ဒခင်းနေအောင်ကြီးရတဲ့နေရာမှာထားပြီးမြေကြီးအစိုးရမပြတ်စေဖို့ဂီယူဒဇိုင်းရေလောင်းပေးတယ်ဂျင်းငဒရိဆန်နေမပြတ်စေနိုင်အောင်ချန်လေးခတ်ပြီး စာအုပ်ဆောင်လေးလည်းမိုးထားပေးပါတယ်6လလုံးလုံးနှီးစဉ်ဂယူဆိုင်ပြီးလာပါတဲ့ပန်းလေးပွင့်လာပြီးသူချစ်တဲ့မိန်းကလေးနဲ့အတူနေထိုင်နိုင်မယ်လို့လုံးကြီးလက်ရှိပါတော့တယ်အဲ့ဒီလိုနဲ့ပန်းအိုးလေးကိုဆောင်းကြည့်လာခဲ့ပြီးမယ်တပတ်ကြာတဲ့အထိအစိလေးဟာထူးခြားလာတာမတွေ့ရပါဘူးတလားကြာတဲ့အထိလည်းအစိလေးကတပင်းလေးပေါင်းမလာသေးပါဘူးတဲ့ လေသမားတွေဥယျာဉ်မှုတွေစီဟာအကြံဉာဏ်တွေတိုင်းတိကျပြုစုပေးပေမဲ့နှစ်လသုံးလသာကြာလာတဲ့တစ္ဆေလေးကအပင်မပေါက်လာပဲရှုံ့သွားသွားပါတော့တယ်။နောက်ဆုံး6လပြည့်သွားတဲ့အခါသူ့ရဲ့ဗန်းဦးလေးထဲမှာလှပတဲ့ဗန်းလေးတစ်ပွင့်အစားရေဆိုနေတဲ့မြေကြီးတွေပဲရှိနေတဲ့အတွက်သူ့အိမ်မက်တွေလည်းပျောက်ဆုံးသွားပါတော့တယ်။ရေကန်းတွေမှလည်းစိတ်ပြက်လက်ပြက်နဲ့ မြေဦးလေးကိုပွေပြီးနန်းတော်ကဝဲခမ်းမဆောင်ရှိအောင်လျှောက်လာခဲ့တယ်။တကားဝရောက်တဲ့အခါခမ်းမထဲမှာလှပတဲ့ဗန်းမွေတွေပွင့်နေတဲ့ဗန်းဦးတွေခိုင်ဆောင်ထားကြတဲ့မျိုးသမီးတွေကို တွေ့ရပြီးအလားတုံးပန်းကိုစိုက်ပျိုးနိုင်သူဖြစ်ရွေးချယ်ခံရမယ့်သူကိုဆောင်စားနေကြတာတွေ့လိုက်ရတယ်။ရကန်းတဲ့မလေးဟာသူတယောက်တည်းမျိုးစေ့လေးကိုရှင်သန်အောင်မပြုစုနိုင်တဲ့သူဖြစ်နေတာတွေ့ရတော့ချက်ပြီး တကားဝါကနေပဲငေးချနေမိတယ်။မင်းသားလေးရောက်ရှိလာတဲ့အခါပန်းတွေကိုကြည့်ရှုကဲပြတ်ပြီးတော့စင်မော်တက်ကအလားဆုံးပန်းပိုင်ရှင်ကိုကြေညာလိုက်ပါတယ်။မင်းသားလေးကယခုပန်းဟိုးတီတီတွေကပန်းတွေဟာတပွင့်တစ်မျိုးစီထူရှားလာပါကြပါတယ်။ဒီပန်းတွေအားလုံးထဲမှာအလားဆုံးပန်းကတော့ဟိုးတကားဝါမှာရက်နေတယ်။မျိုးသမီးလေးကင်တာတဲ့ ဗန်အိုးတွေကဗန်းမွန်လေးပဲဖြစ်ပါတယ်လို့ခြင်ညာလိုက်ပါတယ်။ခမ်းမတွေကအမျိုးသမီးတွေနဲ့ပရိသတ်တွေအားလုံးနဲ့တကားဝါကိုလမ်းကြည့်ကြတဲ့အခါဘာပန်းမှမပါတဲ့မြေဦးကြီးသာကင်ထားတဲ့ရကန်းတွေမှလေးကိုတွေးကြရတဲ့အတွက်မင်းသားလေးရဲ့ခြင်ညာချက်ကိုဝိုင်းပြီးဝေဖန်ကြပါတော့တယ်။မင်းသားလေးကရကန်းတွေမှလေးကိုစင်မိုးခေါ်ယူပြီးကျွန်တော်ရှင်းပြပါမယ်။အခုခမ်းမတွေကအမျိုးကောင်းသမီးတွေဟာ ရှင်နေဘွက်ထဲမှာပန်းမင်းတွေကိုစိုက်ပျိုးမှုတဲ့သူတယောက်မှမရှိပါဘူးအစီအကံတွေအစဉ်အသင်းပြင်ဆင်ပေးတဲ့စားသောက်ဝယ်ရာတွေအလားပန်အိုးတွေကြားမှာနန်းတွင်တထေးတွေဒလေးတွေပဲတည်ယူရင်းကြီးပင်းလာကြသူတွေဖြစ်တယ်ကျွန်တော်ပေးလိုက်တဲ့မျိုးစေ့တွေကိုကျွမ်းကျင်တဲ့အစီအကံတွေကိုစိုက်ပျိုးခိုင်းရမယ်အစီအကံတွေရတယ်၆လပြည့်တဲ့အခါလာသောပန်းတစ်ပွင့်ကိုသူတခင်မှာတက်ဆက်သားကြပါလိမ့်မယ်။ဒါပေမဲ့ ကျွန်တော်ပေးလိုက်တဲ့မျိုးစေ့တွေဟာရင်နွေးစုစုမှပြုတ်ထားတဲ့အတွက်ဘယ်တော့မှအပင်ပေါက်နိုင်တဲ့မျိုးမအောင်တော့တဲ့မျိုးစေ့တွေပဲဖြစ်တယ်။ဒါကြောင့်ဘာပန်းမွေးမှမပါတဲ့မြေကြီးအိုးကိုပဲယူလာတယ်။ဒီမျိုးသမီးလေးဟာကျွန်တော်အတွက်အလားဆုံးအယူသားဆုံးပန်းတစ်ပွင့်ကိုစိုက်ပျိုးပေးနိုင်သူဖြစ်တာကြောင့်ကျင်ရဘက်ဖြစ်ရွေးချယ်ရခြင်းဖြစ်ပါတယ်လို့ရှင်းပြလိုက်ပါတော့တယ်။